မြန်မာနိုင်ငံအစိုးရနဲ့ MNDAA တို့နှစ်ဖက်ရဲ့ပူးတွဲဖိတ်ကြားချက်အရအပြည့်အခက်ရဲစဲမှုစောင့်ကြည့်ရေးဖွဲ့ကိုဆစ်လွတ်ခဲ့ပြီးပြည်ခက်ရဲစဲရေးကိုစောင့်ကြည့်မှာဖြစ်က လာရှုပ်မှုချုံးမွေးစွာလှည့်ပြောင်းပေးရခြင်းကိုမျက်မြင်သက်သေခံမယ်လို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားပါတယ်။ ။ဧပြီလ22ရက်ကပြုလုပ်တဲ့တရုတ်နိုင်ငံသားရေးဦးကြီးဌာနရဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာလာရှုမျိုးလွှဲပြောင်းအနှံ့ခြင်းဟာတရုတ်နိုင်ငံရဲ့ကျောင်းဝင်ဆစ်ဆက်ညှိနှိုင်းမှုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ပြီးတရုတ်ဘက်မှမကြသေးမီကပြစ်ခတ်ရဲစဲမှုစောင့်ကြည့်ရေးဖွဲ့တစ်ခုကိုလာရှုတို့ဆစ်လုခါဆစ်ရဲစဲရေးလုပ်ငန်းများဆောင်ရွက်နေရလို့သိရတာကြောင့်အထက်ဖော်ပြပါအခြေအနေများမှတ်ကမ်းမှုရှိမရှိနဲ့၎င်းဟာတရုတ်နိုင်ငံမှမြန်မာအရေးတွင်ဝင်ရောက်ဆွတ်ဖက်မီမဟုတ်ဟုသောဂရိပြပြချင်းလားလို့မေးမှုအပေါ်တရုတ်နိုင်ငံသားရေးဦးကြီးဌာန ပြောရေးဆိုခွင့်ရှိသူကအဲ့ဒီလိုပြောကြားခြင်းဖြစ်ပါတယ်။ကျောင်းနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကကျောင်းမြန်မာနှစ်နိုင်ငံဟာအစင်းအလားမိဖက်နိုင်ငံများဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိန်းသိမ်းခြင်းဟာနှစ်နိုင်ငံနဲ့နှစ်နိုင်ငံပြည်သူများရဲ့အကျိုးစီးပွားနဲ့ကံ့ညီပါတယ်။ကျောင်းနိုင်ငံဟာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နေမြေတည်တံ့ခိုင်မြဲရေးကိုအလေးထားလေးစားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာဆက်ဆက်အဖွဲ့အစည်းများရဲ့ဆန္ဒနဲ့တောင်းဆိုချက်အရမြန်မာနိုင်ငံမြောက်ပိုင်းရင်းချရေးလုပ်ငန်းစဉ်ကိုမြန်မာနိုင်ငံမှမြင့်တင်ဖော်ဆောင်ရန်တရုတ်နိုင်ငံဟာတက်ကြွစွာပံ့ပိုးကူညီလျက်ရှိပါသည်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကား ကိုမင်းညဉ့်ညရေးတွဲဆောင်ဆွေးနွေးပွဲတွင်မြန်မာနိုင်ငံအစိုးရနှင့် MNDAA တို့ရဲ့သဘောတူညီချက်များကိုအကောင့်ထည့်ဖော်နိုင်ရန်နှစ်ဖက်ရဲ့ပူးတွဲဖိတ်ကြားချက်အရတရုတ်နိုင်ငံဟာမကြသေးမီကပြစ်ခတ်ရဲစဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုမြန်မာနိုင်ငံလားရှုံမျိုးတို့ဆစ်လုခဲ့ပြီးမြန်မာနိုင်ငံတပ်မတော်နှင့် MNDAA တို့အကြားပြစ်ခတ်ရဲစဲရေးကိုစောင့်ကြည့်သွားမှာဖြစ်ပြီးလားရှုံမျိုးချောမွေးစွာလှည့်ပြောင်းပေးရခြင်းအားမျက်မြင်သက်သေခံသွားမှာဖြစ်ကြောင်းပြောကြားပါသည် ဒါအပြင်မြန်မာနိုင်ငံမြောက်ပိုင်းဒေသငင်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းရမှာတရုတ်နိုင်ငံရဲ့အပြုသဘောဆောင်တဲ့အခမ်းအကဏ္ဍကိုသက်ဆိုင်တဲ့နှစ်ဦးနှစ်ဖက်ကချီးကျူးကြောင်းနဲ့ကျေးဇူးတင်ရှိကြောင်းပြောကြားတယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကသတင်းတောက်များကိုရှင်းလင်းပြောကြားပါတယ်ထို့အတူတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ောက်တစ်ဆင့်မှာတရုတ်နိုင်ငံကကုမင်းငင်းငယ်ရေးတွဲဆောင်ဆွေးနွေးပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်လှုပ်ဆောင်မှာဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသစစ်ပွဲများရပ်တန့်ရန်အတွက်ဆွေးနွေးပွဲများကိုလှုပ်ဆောင်မှာဖြစ်ကမြန်မာနိုင်ငံမှာဗတ်အသီးသီးနဲ့အတူတရုတ်မြန်မာနယ်စပ်ငင်းငယ်ရေးနဲ့တည်ငင်ရေးကိုပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်းပြောကြားပါသည် လက်ရှိမှာ AB 22ရဲ့နက်ပိုင်းမှာစတင်ပြီးမြမတက်မတော်ဟာလာရှိုးမျိုးတို့ရောက်ရှိနေပြီဖြစ်ပါတယ်။ MNDA ကထိချုပ်ထားခဲ့တဲ့လာရှိုမျိုးအားတက်မတော်ထံပြန်လည်လွှဲပြောင်းရန်လာရှိုမျိုးမှာ MNDA နာဆာကရဲ့လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများကျိုးနိုင်ငံပြည်ခက်ရေးဆဲမှုစောင့်ကြည့်ရေးကိုယ်စားလှယ်ဖွဲ့တို့ရခိုင်ရဲများကတွေးဆောင်ဆွေးနွေးခဲ့ပြီးတဲ့နောက်တက်မတော်မှလာရှိုမျိုးအတွင်းသို့ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပါတယ်။